တတိစင်မင်္ဂလာဆောင်ထွတ်ရှာပန်းကျင်းမှာဆိုပန်းကျင်းမှာဟဲ့တကယ်လားမဟုတ်မဟုတ်လေမင်္ဂလာဆောင်ရင်လို့ပြောတာမင်္ဂလာဆောင်ဆောင်မဆောင်တော့မေမေတော့မသိဘူးလေ chicken banana 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 ဘယ်လိုဝတ်တာမပါဘူးဟွာဗာလဲမသိတာပါသိတယ်လို့မသိတယ်လို့သိတယ်လို့မမဆောင်ပြေတယ် ဖရက်ရှာကိုပို့ချစ်တာပေါ့အဲ့လိုလားမေမေကိုပို့ချစ်တာလေအမရှာတတူပို့ချစ်တာတတူကဘာကိုပို့ချစ်ဆိုလဲကဘာရဲ့နှလုံးပေါ့ပို့ချစ်တာကဘာရဲ့နှလုံးနှလုံးရှိတယ်ကွာကဘာနှလုံးပေါင်းဝချစ်တယ်တို့ကိုချစ်ဆုံးဒါဆိုပပကိုမေမေပိုင်ပြီပေါ့ပေးပါပပကိုပေးတယောက်ပဲရမဲနိုင်မလားမဲနိုင်မရဘူးနေချင်ဘူးနေချင်ဒီဘက်ထဲမှာပပဒီဘက်ထဲမှာတတို့ဘယ်လိုယူမလဲဘယ်လိုယူမလဲဟဲ့ပပပပ ပပောက်ရေးရဘူးဘူးလဲဘူးကနားမလည်တယ်လို့ပါနော်သူကတရုံးနဲ့ဆော့ရတာပြောတာတတိစင်းမင်္ဂလာဆောင်ထွက်ရှာပန်းကျင်းမှာဆိုပန်းကျင်းမှာဟဲ့တကယ်လားမဟုတ်လေမင်္ဂလာဆောင်ရင်လို့ပြောတာမင်္ဂလာဆောင်ဆောင်မဆောင်တော့မမေတော့မသိဘူးလေတကယ်လို့ तू ပန်းကျင်းနေဆိုရင်ရောကွာအမောအမော तू तू တော့တကယ်မင်္ဂလာဆောင်နေဆိုတော့ तू တကယ်ဆောင်တော့တကယ်ဒီခုကတကယ်ကျဲပေါ့တကယ်ကျဲပေါ့အခုကတော့ဘာလည်းမသိသေးဘူးဆိုတော့ तू ကကျဲမယ်ဆိုတာလေးကိုရမ်းချက်တယ်နော်ဟုတ်တယ်ဟုတ်တယ် ဘာလို့လဲညီမတွေကရမ်းလှုပ်ရတယ်နော်ဘယ်သူမှမဘာမှမတွေ့ဘူးလှုပ်ရတာမဟုတ်ပါဘူးဟိုကဘာလဲမသိတာပါတိတိလို့လို့မသိတိလို့တိတိလို့ဖြစ်နေမမဆောင်ပြဲတယ်ဒီပါရီဆော့တော့သူကအဲ့လိုမျိုးဒီလိုမျိုးဆော့မယ်ဆိုပြီးတော့ပြောလာအဲ့မှာလေမာကြီးကမှသာ TikTok မှာပါတော့လေအဲအဲ့လိုမျိုးတော့ TikTok ကတော့သူမပြောဘူးဆိုတော့သူ့ကိုဒီ TikTok ပေး တိတ်ပေးမစော်ဘူးပေါ့နော်ပေးမတော့ဘူးဆိုတော့ဟို TikTok ကတော့ဘာရိုက်ခြင်းနဲ့ဘာရိုက်ခြင်းနဲ့လို့မရှိဘူးအတိအထိရိုက်တဲ့အခါမှာပဲသူနည်းနည်းပါဝင်ရိုက်တာပေါ့နော်မာကြီးပါတယ်ဟိုဘနာနာလားအော်ဘနာနာအဲအဲအဲ့ဒါအဲ့ဒါဟိုအိမ်ရပါပါလေဟုတ်တယ်အမာကြီးအိမ်မှာမာကြီးအိမ်မှာဟိုကဘုန်းကြီးကတော့တော့ငါညီမကြီးစုံနေနေရအဲခိခိကရိုက်မယ်ဆိုတော့အဲ့ဒါရိုက်ကြတာ chicken banana 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 chicken banana မာယူကကြတော့သူတောက်တာမျိုးရှိတာမရှိဘူးသူကတော့မမာကြီးကိုကိုရီးယားငငယ်တုန်းကဆိုကြောက်ရတယ်ကြောက်ရတယ်ရှိန်တယ်ကိုရီးကလေးတုန်းက तू ကမကြောက်ဘူးအဲ့လိုပါတယ်သွားလေဆိုမာယူချစ်စရာအကောင်းနေပါညာအဲ့ तू तू က तू ကသွားလို့တာအာအကုန်လုံးမ तू မကြောက်ဘူးလုံးဝမာယူချစ်တယ်ဟိုကလည်း तू အတွက်ဆိုလို့ရှိရင်အဲ့လိုလေအမေရိကပြန်ပြီးဆိုတဲ့လိုဘာဘီရုပ်တွေဆိုလို့ရှိရင်မာကြီးကဝဲလာညာအဲ့ဘောက်ဆိုင်ကြီးဝဲလာအဲ့ဒါနဲ့အဲ့ဒါဝဲပေးပြီးကြတဲ့မဲ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 နဲ့နေရပါပဲ ထွက်လေထွက်ဖြစ်တာလေးပြောပြပါအောင်ရှင်ဖာမီချာဆီကကြောင်းပိတ်လို့ဆိုပြီးတော့နော်ထခြားကကြောင်းခဏပိတ်ထားတဲ့အချိန်ဆိုတော့သူလည်းအမကျင်းလေးကကြောင်းကပြန်လာဒီကခုကပြန်လာတော့ကြောင်းကပြန်ဖွင့်ပြီအဓိကတော့သူကြောင်းပိတ်တုံးလေးနည်းနည်းပို့ပေးရတဲ့ဘောပါကိုရီးယားအရင်သွားတာပေါ့ကိုရီးယားနေပြီးတော့မှဂျပန်ပေါ့နှစ်ပတ်လောက်တခြားကိုရီးယားမှာသူရိုက်ကူးရေးလေးလည်းပါတယ်။ဟိုအဲ skin care ဟာလေးတွေ၊ကြော်ညာလေးတွေ၊နောက်ချောင်းဆိုးပျောက်စီလာပါလား။ ဖျားဟာလေးအဲ့ဒါလေးကြောညာရိုက်တယ်ပြီးတော့အဲကြောညာလေးရိုက်ရင်လည်းအလေပေါ့ဂျပန်မှာတော့လေအလေပေါ့ခုရောက်ခဲ့မှာစို့ပပဆူဆုံးမလားဘာဘာလဲဆူဆုံးမဘာဘလို့ရဆိုလဲရမ်းတွက်တယ်နော်အဲ့ဒါလေး तू အဲ့ဒါလေး dream ဘလို့လေးတင်ပြရမသိရဘူးမဒီနေ့အထိတခါမှသူ့ကိုလေအဲ့လို ရိုက်ဖို့တွေကြော်ညာရိုက်ဖို့တွေဘာတွေအဲ့လိုမျိုးတွေတခါမှမတင်အောင် तू က तू ကဝလုတ်ချင်တယ် तू မလုတ်ရရင် तू မအေးထက်လဲပို့ပြီးတော့ तू အိုင်နေပို့လုတ်ချင်တယ်အဲ့လိုဖြစ်နေအ तू မလုတ်ရရင်စိတ်ကောက်တယ်အဲ့လိုရှာရင်လောကအဲ့အင်တာဗျူးဖြစ်ရောမီတူဘိုက်မှာဖြစ်ရောအမဒူလာဒီဘိုက်မှာဖြစ်ရောလူတွေအများကြီးပဲမီးလည်းလေးထိန်ရပဲကင်မရာတဲလုံးမှာမီးချုပ်ကိုထားပဲအကြီးထောင်းလိုက်ဟုတ်တယ် ူတို့ငယ်ငယ်လေးကတည်းကကင်မရာနဲ့မဆိုင်ဘူးပေါ့နော်သူတို့အဆီအရွယ်လေးလေးရောက်လာပြီသူတို့ဘယ်လိုတောင်းလဲမှုတွေရှိလဲသူကအခုရိုက်တာနည်းသူလှုပ်ချင်လာတော့တွေ့ရသူကသူ dialogue ပြောဆိုပြောရနော်သူပဲပို့လှုပ်ချင်သူမျိုးကြည့်ပြီးတော့သူဟုတ်တယ်ဟုတ်တယ်ကြည့်တယ်ငယ်ငယ်လေးကတွေ့နေတော့မဆိုင်တော့သူနည်းနည်း item လောက်တော့သူကစကားပြောရင်မျက်လုံးတွေပါတယ်အကုန်ပါသွားတာပေါ့တကူလုံးကိုရီလည်းကိုရောကိုရောမလှုပ်တတ်ဘူး စကားပြောဆိုစကားပဲပြောလိုက်တာ तू ကတော့အကုန်ပါအကုန်ပါ तू ပဲပို့လို့ချင်းဒါပေမဲ့လေဟိုအတင်းရဲ့လိုပဲတွန်းတာရောအခုရောမရှိသေးပါဘူး तू လှုပ်တဲ့အတိုင်းလေးတွေပဲတော့ရှောက်လှုပ်လှုပ်တယ်ရိုက်တာပေါ့အဲ့လိုမျိုးဒီဘက်မှာလေဒီမြားလေးပါလာဖျားပြလာနေမှာလေဖောက်ရမှာနော်မအဲ့ဘက်ဆိုတဲ့ပြောလေးလွယ်လွယ်လေးပဲဒီစင်တချောင်းလုံးဒီလေးကိုဘယ်လိုခေါ်လာငါဒီစင်တချောင်းလုံးဒီလေးကိုဘယ်လိုခေါ်လဲအဖေဘက်ကပါတယ်သမီးလို့ သူ့ဘယ်မှာပါတော်တော်လုတ်ပေးရမယ်ဆိုပြီးတော့ဟိုဟာကြောက်နေရလေသူကဟိုဟာလည်းမပါတော့ဆိုတော့ဒါပေမဲ့လွယ်တယ်နော်သူသူ့ဘာသူဒါစားတယ်ကြောင်းလဲတက်တော့လေရှောက်တယ်စနစ်ကြကြပဲအရင်ကအရင်တနေ့ကုန်ရှောက်ပြီးွားပါညနေလောက်မှညောင်းနေဆိုအဓိကသူကစားခွင့်နေပြီပို့အဓိကအဲ့ကစားခွင့်များရဲ့အဲ့လိုတွေတော့ဒီနေ့မင်းမင်းရောက်ကြအောင်အစိမ့်ဝင်ကြတဲ့ကန်နာရီလေးရှိရတော့အဲအခုတော့မဟုတ်လောက်တော့ဘူးเนาะနှစ်အိုအားကြီးဆိုတော့ခလေးနှစ်ယောက်ဖြေးဆိုတော့ တာဝယ်မယူနိုင်တော့သူလိုလားမလေးမဟုတ်စိတ်တွေအောင်ပြူနေတာဒီစားပြင်းလေးပြင်းကြရအောင်ဒါကိုသိအောင်ပဲဒါပြင်းနေရလားဒီရချင်းလေးနဲ့ပတ်သက်ပြီးတော့ဘာလေးလို့ဖြစ်နေမှာရှိအခုမွေးနီးကိုတော့သရှင်တပုတ်ထွက်ဖို့ရှိရဲ့အာရှိရဲ့အဲ့လိုပြောဒါမဲ့ဟိုအများကြီးတော့မလုပ်ဖြစ်တော့ဘူးပေါ့နော်ဟိုပွဲတွေကတော့ဆိုးပြစ်တယ် ပွဲတွေကတော့အဲ့လိုလာငားတဲ့ပွဲတွေအကုန်လုံးဆိုဖြစ်တယ်မန္တလေးမှာလည်းဟိုရက်ကသူတို့ရက်ရွှေပါလို့ဒါအဲ့လိုမျိုးဆိုဖြစ်တယ်မွေးပြီးခရေကသတို့မွေးပြီးတော့လည်းအဲ night entertainment ကလုပ်တဲ့ပွဲကိုပထမဆုံးပြန်ဆိုဖြစ်တယ်အဲ့ကြားထဲမှာတော့ဘားတွေတော့ပြန်ဆိုဖြစ်တယ်အခုကတော့မွေးနေ့မှာတော့တခြင်းအစ်တစ်ပုတ်ခတ်မယ်တမီးလေးမွေးနေ့တော့ဘာကြောင့်လဲမသိဘူး तू ကတော့မွေးနေ့လုပ်ပေးမှာအဲ तू ကတော့မွေးနေ့တခြင်းကို तू ကိုယ်တိုင်ဆိုထားတယ် तू ကမွေးနေ့ကသူ့တငယ်ချင်းနေနေပေါ့သူ့ကြောင်းကတငယ်ချင်းနေနေတော့ဒီနီးစပ်ပေါ့နော်နည်းနည်းပါးပါပေါ့ အမွေးနေ့သချင်းကိုသူကသူကိုယ်တိုင်ဆိုထားတယ်အသူကိုယ်တိုင်ဒန်ဆာတွေနဲ့သူကိုယ်တိုင်အကတိုက်ပြီးတော့သူကမယ်အဲ့အတော့သူ့မွေးနေ့အမှတ်တရသူ့မွေးနေ့ကနောက်လပေါ့ခုနလပိုင်း14ဆိုအဲ့ဒီကြိုင်မွေးနေ့အမှတ်တရတင်ပေးမယ်ပေါ့နော်